ီနေ့အတွက်လေ့ကျင့်ခန်းနဲ့အုံနောက်ကျမ်းမာရေးဆိုတဲ့အကြောင်းအရာလေးကိုရွေးချယ်ထားပါတယ်။ကျွန်တော်တို့တွေလေ့ကျင့်ခန်းလုပ်တယ်ဆိုတာခန္ဓာကိုယ်အတွက်ပဲအကျိုးရှိတယ်လို့ထင်ကြပါတယ်။ဒါပေမဲ့တကယ်တမ်းမှာတော့ လေ့ကျင့်ခန်းကအုံနောက်ကိုပါအမခံအကျိုးပြုနေပါတယ်။ဒီနေ့ပြောပြမယ့်အချက်တွေကတော့လေ့ကျင့်ခန်းလုပ်ခြင်းကနေရနိုင်တဲ့အကျိုးကျေးဇူးတွေရဲ့ရေရှိမှာအုံနောက်ကိုဘလို့ကာကွယ်ပေးတယ်လဲဆိုတာနဲ့ဘလို့လေ့ကျင့်ခန်းမျိုးလုပ်တင်တယ်လဲအပြင်လက်တွေ့အသုံးချနည်းများကိုပါတင်ပြသွားပါမယ်။ လေ့ကျင့်ခန်းလုပ်ပြီးတာနဲ့အုံနောက်ထဲမှာချက်ချင်းတိတာတဲ့အပြောင်းလဲတွေဖြစ်ပေါ်လာပါတယ်။စိတ်ပျော်ရွှင်မှုကိုဖြစ်စေတဲ့ဒိုပါမင်းတွေပိုမိုထွက်လာမယ်။စိတ်ဖိစီးမှုကိုရှော့ချစေစီရိုတိုနင်တွေထွက်လာမယ်။အာရုံစူးစိုက်မှုတိုးတက်စေတဲ့နော်အပီနက်ဖရင်တွေပါပိုမိုထွက်ရှိလာမှာဖြစ်ပါတယ်။ဥပမာတစ်ခုပြောရရင်ညာဘက်အိတ်မပျော်တဲ့သူတယောက်မနက်ခင်း15မိနစ်လောက်လမ်းလျှောက်ပြီးမှအလုပ်သွားရင်ပိုပြီးအာရုံစိုက်နိုင်တာသတိထားမိကြမယ်ထင်ပါတယ်။ ကယ်လီဖိုးနီးယားတက္ကသိုလ်ကသူတေသနာတစ်ခုမှာလေ့ကျင့်ခန်းလုပ်ပြီးချိန်မှာလူတွေရဲ့ပြဿနာဖြေရှင်းနိုင်စွာ20ရာခိုင်နှုန်းတိုးတက်လာတာကိုတွေ့ရှိခဲ့ပါတယ်။လေ့ကျင့်ခန်းကိုပုံမှန်လုပ်သွားမယ်ဆိုရင်အုံနောက်ရဲ့ဖွဲ့စည်းပုံတောင်ပြောင်းလဲသွားနိုင်ပါတယ်။မှတ်ဉာဏ်အတွက်အရေးပါတဲ့အစိပ်ပိုင်းဖြစ်တဲ့ hippocampus အပိုင်းပိုကြီးလာမယ်။အုံနောက်ဆဲအသစ်များဖြစ်ပေါ်လာမယ့်အပြင်အာယုံကြောဆက်သွယ်မှုများပိုမိုကောင်းမွန်လာနိုင်ပါတယ်။ ဒါအပြင်အဇိုင်းမာယောဂဖြစ်နိုင်ခြေကို90ရာခိုင်နှုန်းအထိလျှော့ချနိုင်တယ်လို့လေ့လာချက်တွေအရသိရပါတယ်။ယောဂကစားခြင်းကလည်းစိတ်ဖိစီးမှုကိုလျှော့ချနိုင်တယ်လို့အာကစားတစ်ခုခုကစားခြင်းကလည်းအုံနောက်နှစ်ချမ်းလုံးအလုတ်ပိုလုံးနိုင်အောင် လေ့ကျင့်ပေးပါတယ်။အချိန်မရတဲ့သူတွေအတွက် မနက်ခင်း15မိနစ်လမ်းလျှောက်ခြင်းညနေ15မိနစ်အိမ်မှာပဲကိုယ်လက်လှူရှာမှုလုပ်ခြင်းစသဖြင့်တနေ့ကိုစုစုပေါင်းမိနစ်30ရအောင် လုပ်သင့်ပါတယ်။ ီနေ့ပဲဆက်လုပ်နိုင်မယ့်အလွယ်ကူဆုံးနည်းလမ်းတွေကိုပြောပြချင်ပါတယ်။ယုံသွားရင်ဓာတ်လေကအစာရိုးရိုးလေကားသုံးပါ။ဖုံးပြောတဲ့အခါလမ်းလျှောက်ပါ။ညနေခင်းရုပ်မြင်သံကြားကြည့်ရင်လွယ်လွယ်ကူကူလေ့ကျင့်ခန်းလုပ်ပါ။ဒီနေ့ပြောပြခဲ့တဲ့အတိုင်းလေ့ကျင့်ခန်းလုပ်တာကခန္ဓာကိုယ်အတွက်သာမကအုံနောက်အတွက်ပါ အကျိုးကျေးဇူးတွေအများကြီးရှိပါတယ်။ဒီနေ့ကစပြီးမိမိတို့နေ့စဉ်ဘဝမှာလေ့ကျင့်ခန်းကိုအလေးထားတစ်ခုအနေနဲ့စတင်ကြရအောင် မိနစ်အနည်းငယ်စီကြာတဲ့လှုပ်ရှားမှုလေးတွေကနောက်တစ်ချိန်မှာအချိုးကျစုကြီးမားစွာပြန်ရစီမှာပါအဆုံးထိနားထောင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်